ရဟနာဖြစ်ဖို့လိုရင်းအချက်ကတော့ဝိပဿနာချက်စင်မှာပဲအဲ့တော့ဝိပဿနာချက်စင်ကိုအခြေခံကစပြီးတော့ရသဗျာကမဟောဘူးအခြေခံစပြောရမယ်ဆိုလို့ရှိရင်ဘယ်ကြီးပါအထင်တရားတိုင်သွားတာပဲနံပါတ်၄ကသီလကိုထူထောင်တယ်သမာဝါစာအမအာစီဝါလို့ဆိုတယ်ဘယ်ကြီးပါတဲ့ကသီလဝိတ္တုဒိလို့ဆိုတယ်စင်ကြယ်တဲ့သီလ ြင့်တန်ကြုပ်ကိုအားထုတ်တယ်။သီလကဘာဖြစ်လို့လိုအပ်တာတုံးလို့ဆိုတော့သီလရှိတဲ့အခါမှာစိတ်တမာရီရတယ်ဒီလိုဆိုတော့ဆက်ဆက်နေတယ်။သီလမရှိတဲ့ပုဂ္ဂိုလ်ဟာတမာရီဖြစ်ဖို့ခရင်တယ်။အေးသီလရှိမှတမာရီဖြစ်တယ်။တမာရီဆိုတာကျိုးစားအားထုတ်မှုရယ်တတိထားမှုရယ်စိတ်တည်ငြိမ်မှုတမဝယမတမတတိတမသမာဓိဒီသုံးခုကိုတမာဓိလို့ခေါ်တာပဲ။